ချူချူပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာတစောင်းမိုးလာပြည့်နေ့ဟာတာမညာဖလာအခါတော်နေ့ဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်တာမညာဖလာတုတ်တန်ဒေသနာတော်ကိုမကရအတိုင်းရာဇဂျူမြို့တရက်ဥယျာဉ်တစ်ခုအတွင်းမှာတစောင်းမိုးလာပြည့်နေ့ညအခါတမယမှာဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်တာမညာဖလာတုတ်တန်ဒေသနာတော်ကိုဟောကြားဖြစ်ဖို့အကြောင်းဖန်လာတဲ့နောက်ခံတမိုင်းကြောင်းကိုဧကရေတပါးဤဘဝကိုပုံသွင်းထုစစ်ကြသူများလို့အမည်ပေးပြီးတော့တင်ဆက်ပေးလိုက်ပါတယ် ဘယ်ဧကရတပားကိုဘသူတွေကဘလို့များပုံသွင်းထုစစ်ကြမလဲဆိုတာကျွန်တော်နဲ့အတူခန်းစားကြည့်ကြပါစို့လားခင်ဗျာဒီအဖြစ်ပြက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမကရာတိုင်းရာဇဂိုမြို့မှာမြစ်ဖြားခံခဲ့တဲ့ဖြစ်ရမှန်ဇလန်းတပုတ်ဖြစ်ပါတယ်ကျွန်တော်တင်ပြခြင်းနဲ့ဧကရတပားဆိုတာတခြားသူမဟုတ်ပါဘူးမကရာပြည့်ရှင်ဘရင်ဘိန်ဖိတာရနဲ့ဝီရီဟီမီဘရားကြီးတို့ရဲ့သားဘရင်အဇာတသက်ရဲ့ဘဝရုပ်ပုံလွာတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ဘရင်အဇာတသက်ရဲ့နာမည်အရင်းက အဇာတတတုဖြစ်ပြီးတော့မြမလိုမမွေးဖွားမိကရန်သူလို့အတိပဲရပါတယ်အဇာတတဆိုတဲ့အတန်ကြားရရင်အဖေကိုတတ်ပြီးထိနှံလူခဲ့တဲ့ဘယင်တစ်ပါးဖြစ် အားလုံးကပြည့်မြင်ကြမှာပါဒါပေမဲ့အဇာတတကဘာကြောင့်ဖခင်ကိုတတ်ပြီးထိနှံလူခဲ့တယ်လဲဖခင်ကိုတတ်ဖြစ်အောင်ဘသူကဘလို့တွန်းအားပေးကြိုးကံခဲ့တယ်လဲဆိုတာကိုတော့မေ့ထားလို့မဖြစ်ပါဘူးတကယ်တော့အဇာတတဘယင်ဟာမတမယာရှင်ပြိုင်မှုတစ်ခုရဲ့ကိုယ်ရထဲကတနာเสีย အစရေကံတားကောင်တက်တက်ဖြစ်ခဲ့ရသူလို့ဆိုကြပါတယ်။အဇတတမင်းကိုဖခင်တက်တဲ့သူဖြစ်အောင်နောက်ွယ်ကစနစ်တကျကျိုးကင်ခဲ့သူကတော့အလိုရမက်အညူအတေးနဲ့မနာလိုမှုတို့ကိုရောသမမှွေထားတဲ့ယဟန်ယုအရှင်တေဝရပါပဲ။ဟုတ်ပါတယ်။အဇတတအကြောင်းပြောမယ်ဆိုရင်ဘလို့မှခြံထားလို့မရသူကသူ့ရဲ့ငယ်စရာအရှင်တေဝရဖြစ်ပါတယ်။ဒီလိုဆိုရင်ရှင်တေဝရကဘလို့ပုတ်ကိုလဲဘာကြောင့်ဒီလိုလုပ်ခဲ့တယ်လဲဆိုတာကိုပြန်ဆန်းစစ်ကြည့်ရအောင်ပါ။ ဒေဝဓာတ်နတ်တို့ပြီးတော့သားဆိုသူဟာနည်းနည်းရရတော့မဟုတ်ပါဘူးကောလီယာပြည့်ရှင်ဘရင်တုတ်ဘဘုရားနဲ့မိဖုရားကြီးမိတော်ဒနာတို့မှမွေးဖွားလာတဲ့ကောလီယာမင်းမျိုးမင်းသားတအူသာဖြစ်ပါတယ်ကပိလဝပြည့်ရှင်ဘရင်တော်ဒနာနဲ့မိဖုရားကြီးတိရိမဟာမာယာဒေဝီတို့ရဲ့တူအရင်းဖြစ်တာမို့ဖះလုံးတိတဲ့တာမင်းသားနဲ့ညီကိုတဝန်းကွယ်လဲတော်ဆက်တယ်လို့ရတောရရရဲ့မောင်အရင်းဖြစ်တာကြောင့်ဖះလုံးတိတဲ့တာမင်းသားရဲ့ရောက်ဖတ်တော်ဆက်သူလည်းဖြစ်ပါတယ် တေရထမင်းသားသည်ဂေါရမမြတ်စွာဘုရားအဖြစ်ထင်ရှားစွာဖြစ်ပေါ်လာပြီးနောက်အနုပိယတောအုံမှာသတင်းသုံးနေတဲ့အခါတာကီဝင်မင်းသားများဖြစ်ကြတဲ့ဗရိယအနုရုဒ္ဓာအာနာဒာဘကုကိမိလာတို့နဲ့ဆက်တာတဲ့ဥပါလိတို့ဟာတာသနာဘုံကိုဝင်ရောက်ခဲ့ကြပါတယ်ဒီအခါမှာကိုရီးယားမင်းသားဒေဝဒတ္တာလည်းတာသနာဘုံကိုဝင်ရောက်ယဟန်ပြုခဲ့ပါတယ်ဗရိယအနုရုဒ္ဓာဘကုကိမိလာတို့ဟာယဟန်နာဖြစ်တော်မူခဲ့ကြပြီးအရှင်အာနန္ဒာကတော့တောတာပန်တီးခဲ့ပါတယ် အရှင်ဒေဝရကတော့အဤဝိဒအဘိညာဉ်ခေါ်လောကီဇံကိုသာရခဲ့ပြီးတရားသူမရခဲ့ရှာပါဘူးအရှင်ဒေဝရကပထမဆုံးဖြစ်စည်းခဲ့တာကတော့သူ့ရဲ့အလိုရမက်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့အတုမရှိသောတိလတမာရိပညာစတဲ့ဂုံတို့ကြောင့်တက္ကရာကမများကလူတန်းနဲ့ပစ္စည်း၄ပါးကိုအရှင်ဒေဝရမျက်စိကြလာခဲ့ပါတယ်သူလည်းပဲဘုရားရှင်ကဲ့သို့ပူဇော်အထုကိုခံလိုက်သူလက်လာပါအရှင်သခင်ဖြစ်ချင်လာခဲ့ပါတယ် နောက်ထပ်အကြောင်းတစ်ခုကတော့မြတ်စွာဘုရားရှင်သည်ဩဝါဒပါတိမောက်ကိုပြတော်မူပြီးယဟန်တို့အားတင့်လျော်လျော့ပတ်သောအရာဌာနများခွဲဝေပေးတဲ့အခါအရှင်သာရိပုတ္တရာကလက်ရာယံပညာဣတိယဧကတာဝကအရှင်မဟာမောက္ကလံကလက်ဝဲယံတကူဣတိယဧကတာဝကဖြစ်လာခဲ့ပါတယ်အရှင်ဒီဝရကတော့ဘယ်နေရာမှမြောက်စားမခံခဲ့ရပါဘူးမြတ်စွာဘုရားဟာဆွေမျိုးသားချင်းမတော်ဆက်တဲ့ပုံနာမျိုးကိုမြောက်စားပြီးမင်းမျိုးဖြစ်တဲ့ငါ့ကိုတော့ စာနာထောက်ထားခြင်းမရှိဆိုတဲ့အတွေးမျိုးတွေဟာအရှင်ဒေဝရရှင်ထဲမှာအဆိုင်အခဲဖြစ်လာခဲ့ပါလေ။နေရာမရခဲ့တဲ့အရှင်ဒေဝရကမြတ်စွာဘုရားငိမ့်ချမ်းစွာစံစားတော်မူပြီးတန်ခပရိသတ်အတုကိုအုပ်ချုပ်ခွင့်ပေးဖို့မြတ်စွာဘုရားထံကိုတောက်ဆူခဲ့ပါလေ။အကြောင်းအကျိုးစီလျော်မှုမရှိတဲ့အတွက်မြတ်စွာဘုရားကပယ်ချတော်မူခဲ့တဲ့အခါအရှင်ဒေဝရဟာမြတ်စွာဘုရားကိုအညူအတေးထားခဲ့ပါလေ။ အရှင်ဒီဝရဟာမြတ်စွာဘုရားကိုရှင်ပြန်အန်တုနိုင်ဖို့အတွက်သူ့ရဲ့အကြံစီတွေကိုအကောင့်ထဲပို့ဖို့စီမံကိန်းတစ်ခုကိုအသေးချာရေးဆွဲပါတော့တယ်။သူ့ကိုထောက်ပံ့ပေးမဲ့သူအဖြစ်မကရပြည့်ရှင်ဘယင်ပင်ပိသာရရဲ့သားအဇတတမင်းသားကိုစနစ်တကျပြစ်မှတ်ထားကရွေးချယ်ခဲ့ပါတယ်။အရှင်ဒီဝရဟာအဇတတမင်းသားကိုစီယုံသိမ့်သွင်းဖို့အတွက်သူ့ကိုခန္ဓာပေါ်မှာမွေတွေရိုက်ခွေထားတဲ့နတ်ဆိုးတစ်ပါးအဖြစ်ဖန်ဆင်းပြခဲ့ပြီး အဇရတမင်းသားလေးကိုအလွန်ထိတ်လန့်ကြောက်ရွံ့သွားစီခဲ့ပါတယ်။သူ့စကားကိုနားမထောင်ရင်မွေးနဂါးတစ်ထောင်နဲ့ပေါက်တက်ပြစ်မယ်လို့လည်းချင်းချောက်လိုက်ပါသေးတယ်။နောက်တော့မှယဟန်အသွင်ပြန်လဲပြတ်တလိုက်တဲ့အခါမှာတော့အဇရတမင်းသားလေးဟာအရှင်ဒီဝရတ်ကိုတကူအစွမ်းထက်သူတဦးအဖြစ်ယုံကြည်သက်ဝင်ကကိုးခွေစီကတ်ခဲ့ပါတော့တယ်။ဖခင်ဘရင်ဘင်ပိသားရာကိုတနည်းနည်းနဲ့တင်အောင်တက်ပြီးထီးနှံကိုသိမ့်ပိုက်ဖို့အရှင်ဒီဝရတ်ဟာအဇရတတ်ကို အကြံပေးတက်တွန်းခဲ့ပါလေသူကိုယ်တိုင်ကလည်းမြတ်စွာဘုရားရှင်ကိုတက်ပြီးဖျားလို့ဖို့ကြံစီခဲ့ပါလေအရှင်ဒီဝရခာမြတ်စွာဘုရားကိုလှုပ်ကြံဖို့သုံးချိန်တိုင်တိုင်စ조사ခဲ့ပါလေဘရင်အစတတအမိတ်နဲ့လေးသမားများကိုခေါ်ယူပြီးမြတ်စွာဘုရားရှင်ကိုမျှနဲ့ပြစ်တတ်ဖို့အရှင်ဒီဝရကခန့်စီခဲ့ပါလေမအောင်မြင်တဲ့အခါအရှင်ဒီဝရကိုယ်တိုင်ဂေဇကုတောင်ပေါ်မှာကြောင်မောင်းဆင်ပြီးမြတ်စွာဘုရားဇင်းညံကြွနေတာကိုကြောက်တုံးနဲ့ဖိတတ်ဖို့ 調査ခဲ့ပါတယ်အထမမြောက်ခဲ့တဲ့အတွက်ရာဇဂျုံမျိုးရင်းဆွမ်းခံကြွလာတဲ့မြတ်စွာဘုရားရှင်ကိုနာလာဂီရိစင်နဲ့တိုက်တပ်ဖို့ခိုင်းစီခဲ့ပြန်ပါတယ်အရှင်ဒီဝရကမြတ်စွာဘုရားကိုလှုပ်ကြံတဲ့အကြောင်းကိုရာဇဂျုံမျိုးသူမျိုးသားများသိရှိကြတဲ့အခါအဇတတဘယင်ကိုလည်းမချေနှက်တော့တဲ့အတွက်ဘယင်အဇတတလည်းအရှင်ဒီဝရကိုစီးကပ်ခြင်းမပြုတော့ဘဲအဆက်ဖြတ်လိုက်ရပါတော့တယ် အရှင်ဒီဝရကျူးလွန်ခဲ့တဲ့နောက်ထပ်အဆိုးဝါးဆုံးအမှုကတော့တန်ဃာကိုတင်းခွဲခြင်းဆိုတဲ့တန်ဃာဗေဒကကံကြီးကိုမကြောက်မရွံ့ကျူးလွန်ခဲ့ခြင်းဖြစ်ပါတယ်။ဖခင်ကိုတတ်ပြီးထိနာဆက်ခံဖို့အဇာတသက်ကိုနှီးပေးလမ်းပြပြီးမြတ်စွာဘုရားကိုတုံ့ငြိမ်တမ်းနဲ့လှုပ်ကြံခဲ့တဲ့အရှင်ဒီဝရရဲ့ဘဝနီကုန်းကလည်းအဆုံးသတ်မလပခဲ့ရှာပါဘူး။အရှင်ဒီဝရဟာသူ့အမတွေကိုတိမြင်လာပြီးဘုရားရှင်ကိုဖူးမြော်ဖို့တွားရောက်ခဲ့ပါသေးတယ်။ဒါပေမဲ့အကုသို့ကြီးလာတဲ့အရှင်ဒီဝရဟာ မြတ်စွာဘုရားကိုဖူးမြော်ခွင့်တောင်းမရလိုက်ပဲမြတ်စွာဘုရားတရင်300ကျောင်းတော်မရောက်ခင်မှာပဲမြင်မျိုးခံလိုက်ရပါတော့တယ်တကယ်တော့အရှင်ဒီဝရခာအဇာတသက်ဘုရင်ရဲ့ဘဝကို အမဲရောင်ဆိုးပြီးကိုကျိုးနေစီခဲ့တဲ့ဘဝဆရာ အစ်စ်လို့ဆိုကြပါလေအဇာတသက်ဘုရင်ဟာသူ့ဆရာအရှင်ဒီဝရမြင်မျိုးသွားပြီးတဲ့အခါကိုကိုွယ်ရာမဲ့သွားခဲ့ပြီးများစွာတုန်လှုပ်ချောက်ချားခဲ့ပါတယ်ဖခင်ကိုတတ်မိတဲ့အဖြစ်ကိုပြန်တွေးမိတိုင်း နောက်ထပ်ကြီးစွာရခဲ့သလိုအလွန်စိတ်တော့ကရောက်ခဲ့ရပါတယ်။သူ့ရင်ထဲကဝေဒနာတွေတက်တာစီဖို့တိတ်ထိဆရာကြီး6ဦးတို့ကိုချင့်ကပ်ခဲ့ပေမဲ့သူ့ရင်ထဲကဝေဒနာတွေမတက်တာခဲ့ပဲဘူးလေးရာဖေုံဆင့်တယ်လို့သာဖြစ်ခဲ့ရှာပြန်ပါတယ်။နေထိတဲ့ပန်းလုံးညှိုးနွမ်းနေတဲ့အစားတသက်ဘရင်ကြီးရဲ့ဘဝကိုအသွင်တင့်စေခဲ့သူကတော့တမားတော်ဆရာစီဝကဖြစ်ပါတယ်။တကယ်ဆိုရင်ဆရာစီဝကရဲ့ဘဝကမခမ်းနားခဲ့ရှာပါဘူး။ဆရာစီဝကရဲ့မိခင်ဟာ ရှားစကြိုမျိုးကပြစ်တစာမှာတဦးသာဖြစ်ပါတယ်။သူဟာမွေးပြီးပြီးချင်းအမိုက်ပုံမှာစွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ရှားစကြိုပြစ်ရှင်ဘရင်ဘင်ပိတာရရဲ့သားအဖေရမင်းသားကကောက်ယူမွေးစားခဲ့တဲ့အတွက်အနှဲငယ်တက်တာရရခဲ့ပါတယ်။သူ့ကိုတော့ကောက်ယူမွေးစားခြင်းမှာအသက်ရှိသေးသလိုဟုမေးမြန်းတာကိုအစွဲပြုပြီးတော့ကလေးငယ်ရဲ့အမိကိုဇီဝကလို့မှတ်ခေါ်ခဲ့ကြပါတယ်။အရွယ်ရောက်တဲ့အခါတက်ကတီလာမှာပညာများတွားရောက်တင်ကြားခဲ့ပြီးပညာစုံတော့ ရာဇဂျူကိုပြန်လာခဲ့ပါတယ်။ဇီဝကဟာစီးပညာမှာပါရဂူမြောက်ထူးချွန်သူတဦးဖြစ်ခဲ့ကဘရင်ရွှေနန်းတော်မှာခါစားခဲ့ရပါတယ်။ဘရင်ဗိမိသားရမင်းကြီးကမြတ်စွာဘုရားနဲ့တန်ဃာတော်များနန်းတွင်သူနန်းတွင်သားများကိုစေကုသဖို့အတွက်ဇီဝကကိုနန်းတွင်တမတော်အဖြစ်ခံထားခဲ့ပါတယ်။ဇီဝကဟာအဇတသက်ဘရင်နဲ့အလွန်ရင်းနှီးကြွဝင်သူလည်းဖြစ်ပါတယ်။အဇတသက်ဘရင်ကြီးဟာ ဖခင်ကိုတတ်ခဲ့မိတဲ့အဖြစ်ကိုနောင်တရမိလို့သူ့ရဲ့စိတ်တော့ကတွေပြေပြောက်စေဖို့ဒိဋ္ဌိဆရာ6ဦးတို့ထံကိုတောက်ရောက်ခဲ့ပေမဲ့တော့ကတွေမပြေပြောက်ခဲ့ရှာပါဘူး။ဒါကြောင့်သူ့ရဲ့စိတ်ဒဏ်ရာတွေတက်တာစေဖို့အတွက်စိက္ကကိုးွယ်စရာဆရာသမားကောင်းကိုစူးစမ်းရှာဖွေခဲ့ပါလေ။ဒီအခါမှာဇလဒမင်းကြီးကညီလာခံမှာအမြဲတိတ်ဆိတ်စွာ နေလိရှိတယ်။ဆရာဇီဝကကိုဘယ်ဆရာကိုစိက္ကရင် ကောင်းမလဲလို့မေးမြန်းတဲ့အခါ ်မြတ်စွာဘုရားရှင်ကိုစိတ်ကပ်တဲ့မှာကြောင်းပြန်လဲလျှောက်တင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့ဆရာစီဘကဟာအဇာတသက်ဘရင်ရဲ့ဘဝကိုတစ်စချိုးပြောင်းလဲစေခဲ့တဲ့ကေတင်ရှင်လမ်းပြပဲ့ကန်ရှင်ဘိဓုကာတူဖြစ်လာခဲ့ပါတယ်ကြောက်ရွံ့မှုအငယ်မှုတွေနဲ့တောကဖီစည်းနေတဲ့အဇာတသက်ဘရင်ကိုဆရာစီဘကဟာမြတ်စွာဘုရားခြေတော်ရင်ကိုစနစ်တကျအုပ်ဆောင်ပေးနိုင်ခဲ့ပါတယ် တခုသောတစော်မို့လာပြီနေ့ညချမ်းကာလတခုမှာအစတတမင်းကြီးဟာမိုးနှင်းမြူတိမ်သူတွေမိကိုအစရှိတဲ့ညမျိုး၅ပါးကင်းစင်တဲ့ကောက်ကင်ကလာမင်းကြီးကိုငေးမောကြည့်နေရှာပါတယ်သူ့ရဲ့ရင်ထဲကတော့ကတွေကိုဖြည့်ပြောက်နိုင်မဲ့နီလန်းတွေကိုတွေးရင်ငေးမောကြည့်မိနေတာဖြစ်နိုင်ပါတယ်ဆရာဇီဝကကအရှင်မင်းကြီးယခုအချိန်ဟာမြတ်စွာဘုရားကိုစီကပ်ဖူးမြော်ရာအကောင်းဆုံးအချိန်ခါပင်ဖြစ်ကြောင်းလျှောက်တင်ခဲ့ပါတယ် အဲ့ဒီနောက်ဖះရှစ်ထံကိုတွားရောက်ဖို့စနစ်တကျစီစဉ်ထားပြီးဖြစ်ကြောင်းလဲရှောက်တင်နေပါလေအဇတတမင်းကြီးမြတ်စွာဘုရားရှင်ကိုတွားရောက်ဖူးမြော်ဖို့အတွက်ဆရာဇီဝကစီစဉ်ထားခဲ့တဲ့အစီအမံကတကယ့်ကိုကံတော်ဝင်မြောက်ထူးခြားတဲ့အစီအစဉ်ဖြစ်ပါတယ်ဆရာဇီဝကဟာအဇတတမင်းကြီးရဲ့လုံခြုံရေးအတွက်နတ်တော်ဘက်မှအမျိုးသမီးငယ်များကိုအမျိုးသားစစ်သည်များအတွင်ဝတ်ဆင်စီပြီးတော့ဆင်ထက်မှာနေရာယူစီခဲ့ပါတယ်အဇတတမင်းကြီးနဲ့သူကိုယ်တိုင်လည်း စင်စီဘီစင်တာကြီးဝန်းရံကမြတ်စွာဘုရားရှင်တရေ300တရက်ဥယင်ကိုတဇောင်မုံလာပြင်းနေညအစောပိုင်းကာလမှာခန်းနာစွာတွားရောက်ဖူးမြော်ခဲ့ကြပါတယ်တရေဥယင်ရှိစင်တာကြီးရောက်တဲ့အခါအဇာတသက်ဘယင်ကြီးဟာတိတ်ဆိတ်ငြိမ်သက်လာတဲ့တရေဥယင်ကြီးကိုကြည့်ပြီးအနှဲငယ်စိုးရင်စိတ်ဝင်လာပါတယ်ဆရာစီဝကကစိုးရင်တော့မမူပါနဲ့မင်းကြီးဖေဟာအဆရှိတော်သူတော်ကောင်းတို့သည်တိတ်ဆိတ်မှုကိုအလွန်မင်းနှစ်သက်မြတ်လို့ကြောင်းလျှောက်တင်ပြီး ဥယျာဉ်တော်အတွင်းဝင်ရောက်ခဲ့ကြပါတော့တယ်။မြတ်စွာဘုရားရှင်ဟာတရဲဥယျာဉ်အတွင်းမှာများစွာသောယဟန်များခြံရံပြီးတော့တိတ်ဆိတ်စွာသတင်းသုံးနေတာကိုမြင်ရတဲ့အခါအဇာတသက်ဘုရင်ဟာအလွန်အောသွားခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟာဇာတသက်မင်းကြီးကိုအကြောင်းပြုပြီးတော့တာမညဖလတုတ်တံဒေသနာတော်ကိုအဲ့ဒီနေ့ညမှာပဲအကျယ်တော်ဝင်ဟောကြားတော်မူခဲ့ပါတယ်။အဇာတသက်မင်းကြီးဟာမြတ်စွာဘုရားရှင်ရဲ့တရားများကို나ယူပြီးတဲ့နောက် သူ့ရဲ့ရင်ထဲကစိတ်တော့ကဝေဒနာများပြေပြောက်ခဲ့ကဗုဒ္ဓဘာသာဝင်အဖြစ်သူကူးပြောင်းရောက်ရှိပြီးတော့မြတ်စွာဘုရားကိုအလွန်ပင်ကြည်ညိုသွားခဲ့ပါတယ်။မောင်မိုက်ထဲမှာအလင်းရောင်ထွက်ပေါ်လာသလိုအခုဆိုရင်သတ္တမင်းကြီးရဲ့ဘဝဟာတဇောမုလပြည်ညအကောင်းကင်ရန်ကလမင်းကြီးကဲ့သို့အတိတ်တဖန်ခန္ဓာထေဝါခဲ့ရပြီဖြစ်ပါတယ်။နောက်ပိုင်းမှာအစတသက်ဘရင်ဟာ မြတ်စွာဘုရားရှင်ရဲ့သာသနာကိုအလွန်တက်ဝေယုံကြည်တဲ့ဥပဒကဖြစ်လာပြီးတားဖြစ်သူအဇိတမင်းသားကိုသာသနာတော်တွင်တွတ်သွင်းယဟန်ပြုစေကသာသနာဒါယကအဖြစ်ခံယူခဲ့ပါတယ်မြတ်စွာဘုရားရှင်ပြိဋိဘံစံလွန်တော်မူပြီးသွားတဲ့အခါကျွံ့ကြံရသောတတ်တော်များကိုအဇတတမင်းကြီးဟာဇေဒီတော်တီထားပြီးတော့ကိုးခွယ်ခဲ့ပါတယ်အဲဒီနောက်ယဟန်နာအရှင်မြတ်ကြီးများဖြစ်ကြတဲ့အရှင်မဟာကတ္တပအရှင်အာနန္ဒာနဲ့ အရှင်ဥပါလိမထေရကြီးတို့ဥဆောင်ပြီးတော့ပထမတန်ခါယနာတင်တော်မူကြတဲ့အခါအဇတတမင်းကြီးဟာပစ္စည်း၄ပါးထားရကအဖြစ်ခံယူပြီးတော့လူလီသေးမရှိလူဒန်းထောက်ပံ့နေတာဖြစ်ပါတယ်အရှင်မဟာကတ္တဘအမှုပြုတဲ့တန်ခါတော်ရှင်သူမြတ်များဟာအဇတတမင်းကြီးကိုအကြောင်းပြုပြီးတော့ပထမတန်ခါယနာကိုတင်ရန်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်အဇတတဘယင်ကြီးဟာပထမတန်ခါယနာတင်မင်းတရားကြီးတစ်ဖြစ် သာသနာ့တမိုင်းမှာမှတ်တမ်းကောင်းတစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။ကျူးကျူးပြည်သူများခင်ဗျာဒါတော့ဆရာဇီဝကထုစစ်ခဲ့တဲ့ပြမတန်ဃာယနာတင် မင်းတရားကြီးတပါးရဲ့ဘဝရုပ်ပုံလွာဖြစ်ပါကြောင်းနဲ့ဤကိရတပါးဤဘဝကိုပုံသွင်းထုစစ်ကြသူများဆိုတဲ့အကြောင်းအရာကိုဒီမှာရည်ရနာလိုက်ပါတယ်။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေတော်မူနိုင်ကြပါစေခင်ဗျာ။